ုစီပညာရပါတယ်။ဘာလို့လဲဆိုသူကလည်းသင်ပေးပါတယ်။အကိုတို့ဒါဂီတာလောကအဲတုန်းကအကိုတို့မအောင်မြင်သေးဘူး။အနုပညာလောကရောက်လို့ရှင်ဆောင်းရယ်ဆောင်းရယ်လေးတွေအများကြီးသင်ကြပေးတယ်။သူကသူကအရင်အရင်ချမ်းမာကြီးလိုက်စားရပေါ့နော်။ချမ်းမာကြီးလိုက်စားရေကူးတယ်။ဟုတ်တယ်ဂျင်လည်းဆော့တယ်။ပြီးတော့အရင်နေထိုင်စားတော့အရင်ဆင်ကျင်တဲ့သူကဒါကမနက်လို့ဒါကရုတ်တရက်မမျော်လင့်တဲ့ကိစ္စပေါ့။ MC Studio မှာကျွန်တော်တချင်းသွင်းဖို့ရောက်ရောက်ခဲ့ရပါဘောเนาะဒါ2000 2000လောက်ကပေါ့ရောက်ခဲ့တဲ့အချိန်မှာကိုမောင်တို့ကလည်းအဲ့မှာအမြဲအခွေလာသာသွင်းတယ်အမြဲတမ်းဝင်ထွက်တော့ဆိုကိုငှက်တို့ကိုမောင်တို့ ਨੇ အမြဲဆုံးပြစ်ခဲ့တယ်ပေါ့နော်။ပြီးတော့အိုက်တက်ပို့ပြီးတော့ရင်းနှီးလာတဲ့အချိန်မှာဒါကိုမောင်ကိုမောင်တို့အတွက်သချင်းတွေကြီးပြစ်ပြစ်ခဲ့တယ်။2000 2000တက်ပေါ့။2000 2000တက်ပေါ့။ထွက်ပြီပေါ့ထွက်ပြီပေါ့။တော်တော်ကျွန်တော်တို့ကအဲတက္ကသိုလ်ထားတော့ပေါ့ထွက်ပြီးတော်တော်ကြာတဲ့အချိန်မှာမှာစုံတာပါ။ နောက်ဆုံးတော့နေမွေအချစ်တွေပြီးခါသားပါပေါ့နော်အဲ point တော့ဆော်တယ်တက်ကြွရထားပြီးတော့ second album point နဲ့တူ မထွက်ဖြစ်ဘူးဗျကျွန်တော်အဲ့တော့ရေးရမှာ3-4ပုံရေးခဲ့တာအဲ့အော်ဘန်ကဒီနေ့ဒီချိန်မျိုးထွက်ဖြစ်ခဲ့ဦးဒါပေမဲ့ကိုမောင်နဲ့တွေ့တိုင်းတော့အဲ့လိုကျွန်တော်တို့အဲ့ကိုနိုင်စော်တို့ပေါ့နော်အဲကိုနိုင်စော်တို့အဲ့လို section တွေတီးတယ် section တွေခေါ်တီးပြီးတော့ကျွန်တော်ကတော့ရေးတယ်တချို့ကိုမောင်ရဲ့တချင်းဟောင်းတွေမှာကျွန်တော်အပိုက်တလေးတွေပြန်ဖြည့်ရေးပြီးတော့နော်အဲ့လိုပြန်ပြီးတော့ဟောပါပေါ့ကျွန်တော်တို့နည်းနည်းဟိုသူ့ရဲ့ပုံစံအစ်တစ်ခုနဲ့ပြန်ထွက်မယ်ပေါ့လူငယ်နဲ့ပေါ့နော်အဲ့တော့ကလည်းကိုက19 20ပေါ့အဲ့လောက်ပဲရှိတယ်လားကျွန်တော်သူတခြားသော ဟိုတချင်းဆိုတဲ့တငယ်ချင်းတွေလည်းပါတယ်ပေါ့အဲ့လိုလူငယ်နဲ့တွဲလုပ်မယ်ဆိုရင်သူအဲ့လို album တစ်ခု rap တွေနဲ့ဟိုက metal ပေါ့နော် rap metal ပေါ့အဲ့လိုတစ်ခုလုပ်ခဲ့သူတချင်းနေမိုင်းမဟုတ်ပါဘူးသူအပြစ်မှလည်းလေအဲစီးပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ်တယ်ပြီးတော့ရာရာပေါ့နော်ဒါပြီးတော့ကိုမီကိုမီလေးကမိသားစုမှဆိုလည်းတားအချီဆုံးလေသူ့ရဲ့အညီကိုမောင်မားတွေကိုလည်းသူဟိုဘယ်လိုပြောရမလဲအုတ်ချုပ်တာလည်းအရန်ကိုတော်တော်တယ်ပေါ့နော်အရန်ရာရာ6နှစ်သူ့စီကပညာရရပါတယ် ။ဟုတ်လားဆိုသူကလည်းသင်ပေးပါတယ်။ကိုရိုးဒါဂီတာလောကအဲတုန်းကအခုတော့မအောင်မြင်သေးဘူး။အနုပညာလောကရောက်လို့ရှင်ဆောင်းရယ်ချောင်းလေးတွေအများကြီးသင်ကြပေး။ န်ကြိုက်တာပေါ့သူအရန်ကြိုက်တယ်အဲပြီးတော့အကိုသူကြိုက်လို့ကိုလည်းကြိုက်တယ်ဘာလို့လဲကိုရဲ့ဟိုကနော်ဟိုရဲ့ဂီတပညာရှင်ကိုမြန်နိုးတဲ့ဂီတပညာရှင်တယောက်နဲ့တူတူတချင်းတွဲဆိုတာဆိုတော့ကျွန်တော်အရန်ဟိုကကျင်းတတ်ပါတယ်အဲကျွန်တော်ကဒီလိုပေါ့ကိုမောင်တို့မိသားစုဝင်နေတဲ့တောင်းဝင်ချုံနေရကျွန်တော်ကအရန်ကိုရင်းနှီးတဲ့အခါကျတော့တိတိချင်းမှာပဲကျွန်တော်ဆက်သွယ်လာတာပေါ့နော်ကိုညိုကဆက်သွယ်လာတယ်ဆက်သွယ်လာပြီးတော့မှကျွန်တော်အရင်ကြီးဆုံးနေခဲ့ကြတဲ့အိုစစ်မှာအိုစစ်နဲ့မိသားစုတွေတွေကအဝင်းဆုံးပေါ့နော်ပြီးတော့ကိုနိုင်စော်တို့ပေါ့နော်အဲ့တော့အရင်ကြီးဆုံးမိတ်ဆွေတွေကိုချောင်းကြပေးလိုက်တာပေါ့ သူကအရင်အရင်ချမ်းမာလေးလိုက်စားရပါတော့ချမ်းမာလေးလိုက်စားရေကူးတယ်ဟုတ်တယ်ဂျင်လည်းဆော့တယ်ပြီးတော့အရင်နေထိုင်စားတော့အရင်ဆင်ကျင်တယ်ဟုတ်သူကဒါကနော်လို့ဒါရုတ်တရက်မမျောလင်းတဲ့ကိစ္စပါဟုတ်ကဲ့စိတ်စိတ်မကောင်းပါတော့ကျွန်တော်တွေမို့ကျွန်တော်တို့ဒါကျွန်တော်တို့ဆိုလည်း40ကျော်နေဆိုအရွယ်တန်းတစ်ခုရောက်လာကြပြီဒါကျွန်တော်တို့အားလုံးဘယ်လိုပြောအမြဲတတိရှိရမှာပေါ့နော်ချမ်းမာရင်းနဲ့ ပဲဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်တတိရှိရမယ်ပေါ့ဘာလို့လဲဆိုတော့ဟိုမထင်ထားတဲ့ကိစ္စတွေကတစ်ခါကျဖြစ်ဖြစ်သွားတာပေါ့နော်အခုလည်းကိုမောင်ဆိုအရန်ကို view site တက်တဲ့ကျမ်းမာ view site တဲ့လူကျမ်းလည်းကျမ်းမာတယ်ပြီအဲဒါမှဒီလိုမျိုးမှာရုတ်တရက်ဖြစ်သွားတဲ့အတွက်ကြောင့်စိတ်မကောင်းပါဘူးว่าเลยว่าโหอย่างใส่แล้วชินเลยเนาะใส่แล้วชินเลยคือตะบ้าปอมมาเลยตัวอเมเนี่ยเนาะโห ကောင်းရကောင်းကြောင်းတာညွှန်ကြားပေးတဲ့ပြဆိုတော်မျိုးတို့အကောင်းဆုံးပုံပေါ်ရောက်ရှိနေမှာဖြေကြပါတယ်ကျွန်တော်ကကျွန်တော်ကပေါ့နော်ဒီတက္ကရာထား album ကတော့ဒါအရင်ဆုံးပွဲဥတွေကြိုက်တဲ့ album ပေါ့နောက်နေမွေအချက်ကတော့ပူနားထောင်ဖြစ်တယ်ဘာလို့လဲဆိုတော့နေမွေအချက်တဲမှာကျတော့အဲ့လိုတချင်းလေးတွေကပူချိုးလာတယ်ပေါ့နော်အဲအဲ့ album ကလည်းတချို့တချင်းတွေမှာဟိုဒတိယနေရတချင်းစာသားလေးဆိုအဲ့ဒတိယနေရတချင်းတော့အဲ့တချင်းဆိုရင်နားထောင်ရင်လေးဘာလို့လွမ်းလို့လွမ်းမသိဘူးအဲ့တချင်းလေးတစ်ခုပါနောက်ထပ်ပြီးနေမွေအချက်ဆိုတဲ့တချင်းကလည်းအရန်ကိုဟိုလွမ်းစရာလေးအဲ့တော့ chân loại nhánh chay để ở bản nó cụ